မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါပြည်သူစစ်မှုထမ်းခေါ်ဆောင်တာနဲ့ပတ်သက်ပြီးစစ်ခေါ်ရေးအဖွဲ့တွေကိုပြန်လည်စောင့်ကြည့်ဖို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအာဏာသိမ်းဒုစစ်ကောင်စာဗိုလ်ချုပ်မှုကြီးစိုးဝင်းကမတ်လ20ရက်နေ့ကရှမ်းပြည်နယ်တောင်ပိုင်းကလောတက်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီးမှကြားခဲ့ပါဗျာ ရက်ကွက်ကြွေရအုပ်ချုပ်မှုတွေအနေနဲ့စီးပွားရေးကြက်တဲမှုကြောင့်ငွေကြေးမထည့်နိုင်တဲ့သူတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ခေါ်ယူဖမ်းဆီးခိုင်းတာအပြင်ချင်းချောက်ပြောဆိုတာတွေကိုပါလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။တချို့ပြည်သူ့စစ်မှုထမ်းစစ်ခေါ်ယူအဖွဲ့တွေအနေနဲ့ဥပဒေလုံထုံးလုံးတွေနဲ့အညီဆောင်ရွက်တာမျိုးမရှိဘဲပြည်သူ့စစ်မှုထမ်းစစ်ခေါ်ရမှာဥပဒေနဲ့မညီတဲ့မလိုလားအပ်တဲ့ငွေကြေးမတမာမှုတွေကြောင့်စုဆောင်းခံရတဲ့ပြည်သူ့စစ်မှုထမ်းတချို့ရဲ့အခက်အခဲပြဿနာတွေကိုနှိမ့်ဆတူအားဖြေရှင်းနေရတယ်လို့ဒုစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောပါတယ်။ ဒါအပြင်စင့်ခေါ်ရေးအဖွဲ့တွေရဲ့မှားယွင်းတဲ့လုံဆောင်မှုတွေတွေ့ရှိပါကသက်ဆိုင်ရာကိုအခြေအနေတပြေးညီအတိပေးတင်ပြပေးကြဖို့ဆိုပါတယ်စစ်ကောင်စီအနေနဲ့ပြည်သူစစ်မှုတန်းဥပဒေကိုပြီးခဲ့တဲ့2010ပြည်နှစ်ကပြဋ္ဌာန်းခဲ့တာဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကစတင်အကောင့်ထည့်ဖို့ကစစ်မှုတန်းမှုစင့်ခေါ်တာကိုစတင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာအာရခတပ်တော် AA တင်ပိုက်ထင်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောင်မြုတ်မှာ မတ်လ18ရက်နေ့မနက်9နာရီလောက်ကစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၂ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။ညောင်မြို့တကြမအောင်ဖျားနဲ့ဘုံကြီးကျောင်းသားတဝိုက်ကိုဂျက်တိုက်လေရင်တစင်းနဲ့နှစ်ကြိမ်ဘုံကျဲခဲ့တာလို့ဆိုပါဗျ။ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဘုံကြီးကျောင်းနဲ့လူနေအဆောက်အုံတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ညောင်မြို့ကန်တယောက်က DVB ကိုပြောပါဗျ။ဒါအပြင်ကျွမ်းနကောင်လည်းဘုံစားထိမှန်ဒဏ်ရာရရှိခဲ့ခါ ဘုံတိတချို့မပကွဲပဲကြန့်ရှိနေတာကြောင့်အာရခတက်တော်အေကလာရောက်ရှင်းလင်းသွားတယ်လို့ဆိုပါတယ်။ဂျက်တိုက်လေရင်နဲ့နှစ်ကြိမ်ကလစတာဘရေဒါဘုံအလုံး20နဲ့မီလောင်ဘုံတစ်လုံးချဲချခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီကအနည်းပတ်ဝန်းကျင်မှာအေအေတပ်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့ထင်ပြီးလာရောက်ဘုံချဲတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာ။မတ်လ22ရက်နေ့ဟာကမ္ဘာရေနေ့ဖြစ်ပါတယ်မြန်မာနိုင်ငံကပြည်သူတွေကတော့စစ်ဘေးနဲ့ပိုပြီးပူပြင်းလာတဲ့ရာသီဥတုကြောင့် တပ်သုံးရဲ့ရှာပါမှုပြဿနာကိုရင်ဆိုင်နေရတဲ့အကြောင်းတိတိကပြောပြပေးပါပါခင်ဗျာရွှေကိုမလို့ရေကိုသာလို့ဒီရေသက်တမနဲ့ဆိုတဲ့စကားပုံတွေဟာတောက်တုံးရေရှားပါတဲ့ဒေတာတွေမှာပြောလို့ရှိကြတဲ့စကားပုံတွေဖြစ်ပါတယ်။ဆရာနာသိမိနောက်တချိန်တို့တိုးတက်လာတဲ့ကုံစင်းနှုံတွေနဲ့အတူစံချန်းတအိတ်ကိုကြက်ရှစ်တောင်းဝင်းကျင်ပေးဝယ်နေရတဲ့မြန်မာနိုင်ငံမှာတဘာဝကထုတ်ယူရရှိတဲ့တောက်တုံးရေကားတစည်းစာရရှိဖို့ကိုတော့ ငွေကျပ်9000ကနေ3800ကြာအသုံးပြုနေရတဲ့ဒေတာတွေရှိနေပါတယ်။ဆီယနာရှင်ကိုတွန်းလှန်နေတဲ့တော်လိုင်းအင်အားစုတွေအားကောင်းတဲ့ဇကိုင်းတိုင်းမှာလည်းနေ့စဉ်ဆိုသလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးပြည်သူတစ်တပ်သမားနှစ်တန်းကျော်စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။စစ်ရှောင်တွေဟာစားဝတ်နေရေးအခက်အခဲတွေအကြားຫນွေရသည်ကာလတောက်သုံးရေရှားပါမှုနဲ့ရင်ဆိုင်နေကြရပြီးဝယ်ယူသုံးဆဖို့မတက်နိုင်ကြတဲ့အတွက်အလူရှင်တွေကိုအားကိုးနေကြရပါတယ်။ ချောင်းအဒီကွန်ပျူတာနေရာဒီအခုပြောအပူပိုင်းကာလာရောက်လာတာပေါ့နော်အဲ့ဒီအချိန်ကျတော့လက်ရှိသုံးနေရေတွင်းတွေကရေထွက်အားတွေနဲ့ဒီတုတ်ပြူသူဦးကြီးတွေနဲ့အလယ်မမီနိုင်တာမျိုးတွေစဖြစ်တယ်နှစ်လပိုင်းအကုန်သုံးလပိုင်းစားလောက်ဝစားပြီးတော့တောက်ရင်ရရှိဖို့အတွက်တန်စီပီခဲရတာမျိုးတွေတောက်ရင်ရနိုင်တဲ့နေရာတွေကိုတော့ဆိုင်ကယ်တွေနဲ့ဖြည်းဖြည်းကားရင်လည်းဖြည်းဖြည်းလိုတော့ခတ်တာမျိုးတွေရှိတယ်ကားတစ်စီးကိုတံမြားမနစ်ကတော့ငါးသောင်းနဲ့လူတွေပေါ့နော်ဒီနှစ်တော့ကိုတော့အနည်းဆုံးတသိန်းကစားပြီးအလူခံတယ်ပေါ့နော်အရေကားလေးကိုရေပြန်ထည့်တယ်ရေစုပ်ဆက်တီတုံးဖို့ပေါ့နော်စီထည့်ဖို့အတွက်ရေကားစီထည့် ဲဖို့ရဲ့လက်ရှိမှာတော့စစ်ဆောင်ပြည်သူတွေအတွက် ရေကားတစီးကိုကားအရွယ်စားလိုက်ချက်9000ကနေ3800ကျားသုံးပြီးအကူအညီပေးနေသူတွေကစစ်ဆောင်စခန်းတွေကိုတွားရောက်ဖြန့်ဝေပေးနေရပါတယ်။ကမ္ဘာမှာဒုတိယမြောက်အပူဆုံးမြို့ဖြစ်တဲ့မကွေးတိုင်း6မြို့နယ်မှာလည်းအပူဒဏ်နဲ့အတူတောက်တုံးရေရှားပါမှုပြဿနာကိုကြုံတွေ့နေကြရပါတယ်။အပူချိန်မြင့်မားလာတဲ့အမျှတောက်တုံးရေခန်းချောက်မှုပုံများလာပြီး ပေတထောင်နီးပါးအဝေးစီတွင်းတွေတူးကာ ြေအောက်ရေကိုထုတ်ယူသုံးဆွဲနေကြရပါတယ်။အဝေးစီတွင်းတွေဟာလည်းသုံးဆွဲမှုများတဲ့အခါခန်းချောင်းနိုင်တဲ့အတွက်အလူရှင်တွေကိုသာပြန်လည်အားကိုးလာကြရတာပါ။ ညာရီသားရွာရနှစ်တိုင်းဗျာဒီကျင်းရောင်းရေတုတ်ကရောက်မှမှကျွန်တော်တို့လည်းပြီနာတယ်သူလည်းပြီနာတယ်လေဒါပေမဲ့ရေတုတ်ကရောက်တဲ့အလူရှင်းကြီးပဲအဲ့လိုလုံးမဲ့တာဘိုးရွာရဲ့အချိန်မှာကြောက်စီတလုံးမှကျွန်တော်တသိန်းတော့ပဲရေတနစ်ကိုတလုံးတနစ်ကိုတလုံးအဲ့လိုမျိုးလေးကလုံသွားလိုက်ရင်လေသူဘာလို့မှအားကိုးစရာမလိုတော့ဘူးမိုးရေကိုလောင်ထားစေချင်တာပေါ့လေအလူရှင်းလေးကြီးပဲမတရားကျွန်တော်ကတော့စောင့်နေလို့မရဘူးလေမိုးရေကိုတံမိုးထားစေချင်တာပေါ့ဗျာ အမိုးကောင်ရေချားနေတာတော့အရှိလူကြီးပြောခဲ့ဆိုတော့မိုးရွာတော့ရေခံဆိုတဲ့ပုံစံမျိုးမိုးရွာအချိန်ကလည်းမျိုးရေလေးကိုသူရအောင်လုပ်ဖြစ်နေတာအလားတူပဲတိုင်းသားဒေသတွေဘက်ကိုကြည့်ရင်လဲစည်ရေးပရိပခ္ခတွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ကရင်နီပြည်နယ်မှာပြည်နယ်လူဦးရေရဲ့60ရာခိုင်နှုန်းကျော်ဟာစစ်ဘေးတိမ်းရှောင်နေကြရပါတယ်စစ်ရှောင်စခန်းတွေမှာနေထိုင်ရတဲ့ကရင်နီလူတို့ဟာအလောက်ကင်ခွင့်လမ်းမရှိတဲ့အတွက်ကျမ်းမာရေးပညာရေးကဏ္ဍတွေနဲ့စားနပ်ရိက္ခာတွေကိုပါ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကိုမှီခိုရယူနေကြရတာပါစစ်ပေးဆောင်ရေးအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေဟာနွေရာသီမှာစစ်ပေးဆောင်တွေတောက်တုံးရရရှိရေးကိုပါထပ်မံအကူအညီပေးလာကြရပါတယ် ဒီခက်ခဲနေပတ်သက်ပြီးတော့မှတရှောက်တွေကတော့ရေဆိုင်နေရတော့ရှိလာပြီပေါ့နော်အခုဆိုရင်ကျမတို့နေတဲ့ဖက်မှာဆိုရင်တော့ပေါ့ရေငါပေါ့အကတနဲ့ခါရမျိုးရှိတယ်ပေါ့နော်ရေကမရှိတော့လူရှင်ကနေလာပြီးတော့ဒီလောက်ကမှလာထည့်ထားတဲ့ရေကိုပဲတုံနေရတယ်ပေါ့တိုက်ထောင်းရေငါပေါ့အကတနဲ့ခါရတဲ့ဟာမျိုးတော့ရှိတယ်ပေါ့နော်ပေါ့တုံးရေတဲ့အဓိကတုံးကြတယ်ပေါ့နော်ရေချိုးဖို့ဝှရှုံဖို့ကရှိတဲ့နေရာထိသွားပြီးတော့မှတော်ရတာရှိတယ်ပေါ့နော်တစ်ဖက်မှာလည်း ဒေတာကန်တွေအနေနဲ့အလူရှင်တွေကိုသာအာမကူပဲရေတူလောင်စီတွေရှုပ်ပိတ်တောက်သုံးရေကန်တွေတူးကမိုးရေကိုစနေတကျတူလောင်ပြီးအသုံးပြုကြဖို့အကူအညီပေးနေသူတွေကတိုက်တွန်းထားကြပါဗျ။ဒီအခြေအနေတွေဟာစည်ရေးပြင်းထန်နေတဲ့ဒေတာတွေကပြည်သူတွေအတွက်တော့လိုက်ပါလှုပ်ဆောင်မှုကန့်သက်ချက်တွေရှိနေတုန်းဖြစ်ပါဗျ။မတ်လ22ရက်နေ့ဟာကမ္ဘာရေနေ့ဖြစ်ပြီးကမ္ဘာလူဦးရေ1.2ဘီလီယံဟာတန်ရှင်းတဲ့တောက်သုံးရေရရှိဖို့ခက်ခဲနေတယ်လို့ World Fishing အဖွဲ့ရဲ့ 2025မတ်လအတွင်းထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါဗျ။ကျမဒီရီပါ။ပြည်ထောင်ရဲ့အကြီးဆုံးလေဆိပ်ဖြစ်တဲ့ Heathrow လေဆိပ်အနီးရှိတအားခွဲရုံမိလာမှုကြောင့်လျှက်စင်မီပြတ်တောက်မှုဖြစ်ပွားပြီးမတ်လ22ရက်တနေ့လုံးလေဆိပ်ကိုပိတ်ထားရပါတယ်။ Heathrow လေဆိပ်ရဲ့ကြေညာချက်မှာလက်ဆင့်မူမူရမှုကြောင့်လေဆိပ်ကိုည7:59မိနစ်အထိတောက်ကြနေတနေ့လုံးပိတ်ထားမှာဖြစ်တယ်လို့ဖော်ပြထားပါဗျ။ ကျွန်တော်တို့ရဲ့ခီးတဲ့နယ်လောဖော်ခိုင်ဘက်တွေဘေးကင်းမှုလေးစိတ်ကိုမတ်လ22ရက်7:59မိနစ်အထိပိတ်ထားမှာပါခီးတဲ့တွေကိုလေးစိတ်ကိုမလာဖို့အကြံပေးထားပြီးလေချောင်းလိုင်းနဲ့ဆက်သွယ်ပြီးသတင်းအချက်အလက်ရယူဖို့ပြောထားပါတယ်အဆင်မပြေမှုအတွက်ကျွန်တော်တို့တောင်းပန်ပါတယ်လို့ဟီထရိုလေးစိတ်ရဲ့ကြေညာချက်မှာဖော်ပြထားတာဖြစ်ပါတယ်ဟီထရိုလေးစိတ်ဟာပြည်ထိုင်မှာအကြီးဆုံးလေးစိတ်ဖြစ်ပြီးနေစဉ်လင်းရင်အစင်းတက်အကြိမ်1300အထိရှိကာပြီးခဲ့တဲ့နှစ်အတွင်းခီးတဲ့83.9တန်းရှိကြောင်းမှတ်တမ်းတွေကဖော်ပြပါတယ် လေဆိပ်ပိတ်ထားမှုကြောင့်တောက်ကြနေမှာဟီထရိုးလေဆိပ်ကိုအသုံးပြုမဲ့လေယာဉ်အစင်းတက်1352ချိန်ပြုလုပ်မှုကိုထိခိုက်မှာဖြစ်ပါတယ်ခင်ဗျာဒီဗီဗီရုံးမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ